မင်္ဂလာပါ Knowledge for you channel မှာပြန်လည်ကြိုဆိုပါရစေဗုဒ္ဓကသာသနာနှစ်2500ကျော်လာရင်ကဘာကြီးမှာတပဝဘေးအန္တရာယ်ကြာရောက်လာလိမ့်မယ်ယောဂကဆူကြီးတွေရေဘေးမီးဘေးငလင်ဘေးအငှက်ဘေးတွေဖြစ်လာလိမ့်မယ်အခုဖြစ်နေတာကိုကြည်ပြီးတတော်လေးစိုးရင်လာမိပါတယ်တကယ်ပဲကဘာကြီးကိုစေကြောတော့မှလားကောင်းတူကဲမကောင်းတူပဲတော့မှလားတီလမြဲတဲ့သူတော်ကောင်းတွေသာကြံလိမ့်မယ် ဖျားရှင်ရဲ့ဟောကိန်းနဲ့သခိုင်းပြည့်ရဲ့အကြောင်းကိုကြည့်ကြရအောင်ဗုဒ္ဓရဲ့အနာဂတ်ဟောကိန်းသာသနာနှစ်နဲ့2500ကျော်ကာလတွင် ဖြစ်ပေါ်လာမဲ့တဘာဝဘီအန်ဒီယများတဲ့ရာဒီဥတုပြောင်းလဲခြင်းမိုးရာတွန်းမှုမှန်မှန်ခြင်း အချိန်မတော်မိုးခေါင်ခြင်းမိုးကြီးခြင်း ပူပင်းခြောက်တွေသောရာဒီဥတုပုံမှုဆိုးရွားလာခြင်းနှင့်တဘာဝဘေးဒဏ်များငလင်ကြီးများမကြာခဏလှုပ်ခြင်းမိတော်များပောက်ကွဲခြင်းရည်ကြီးခြင်းမုန်တိုင်းများဆိုးဝါးစွာတိုက်ခိုက်ခြင်း၃စိုက်ပျိုးရင်းနှင့်အစာအစာပြတ်လတ်ခြင်းမျိုးစည်းလောအဟာရတယောနေခြင်းအတီးအနံထွက်နှုံးကြဆင်းခြင်းအစာအစာရှားပါလာခြင်းငတ်မော့ခေါင်းမမှုများဖြစ်ပေါ်ခြင်းယောဂဗယများပေါ်ပေါက်ခြင်းကာယယောဂအတင့်များ ကြောက်ချင်းယောဂများကုတရန်ခက်ခဲလာခြင်းလူမှုရေးပြောင်းလဲမှုများလူတို့လူတို့၏စိတ်ဓာတ်များကြဆင်းခြင်းမေတ္တာကင်းမဲ့ခြင်းလောဘဒေါသမောဟတို့ပုံမုံများပြလာခြင်းလူတို့၏တက်တမ်းများတဖြည်းဖြည်းတူလာခြင်းဘုရားဖျားရှင်တတိပိကျအဲ့ဒီအချိန်ကာလတွင်တမထဝိပဒနာတရားကိုပုံမအားထုတ်ရန်ကုရုကောင်းမှုများပြုလုပ်ရန်နှင့်သီလဆောက်တည်ရန်ဘုရားဖျားရှင်တိုက်တွန်းထားပါသည် ကဘာပိယနေများကိုရှောင်ရှားနိုင်ရန်မေတ္တာကရုဏာမုဒိတာဥပ္ပခါတို့ကိုပွားများရန်အထူးအရေးကြီးပါတယ်။အဲ့ဒီအချက်တွေကိုကြည်ချင်းအဖြစ်ဗုဒ္ဓဖះရှင်ဟာအနာကနမိတ်ဖတ်မှုများသည့်ယနေ့ခေတ်ရာဒီဥတုပြောင်းလဲမှုများနှင့်လူမှုရေးပြောင်းလဲမှုများနှင့်လွန်ကိုက်ညီနေပါတယ်။အဲဒါကြောင့်တရားအထုတ်ခြင်းကောင်းမှုများပြုလုပ်ခြင်းပြန်တဲ့များကို ရောပါစေနိုင်ကြောင်းသိရှိထားရမှာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့အကြီးဆုံးပြည့်၍ စကိုင်းပြည့်ရဲ့အကြောင်းဒီကနေ့ကျွန်တော်တို့နိုင်ငံအတွက်အရေးကြီးတယ်လို့အန်ဒီရလည်းရှိနိုင်တဲ့ဘူမိဗေဒအချက်အလက်တစ်ခုဖြစ်တဲ့စကိုင်းပြည့်ရဲ့အကြောင်းလေးမျှဝေပြီးချင်ပါတယ်ဒါကမြန်မာနိုင်ငံအလေပိုင်းကိုမြောက်မှတောင်တို့ဖြတ်သန်းသွားတဲ့အလွန်တက်ကြွပြီးငလင်တွေရဲ့မိခင်တို့တောင်တင်စားနိုင်တဲ့ပြည့်ပြည့်ကျော်ကြီးတစ်ခုပါပဲဒီပြည့်ပြည့်ကြီးကိုဘလို့ဖြစ်လာတာလဲရိုးရိုးရှင်းရှင်းပြောရရင်ကဘာမီလွာ ချက်ကြီးတွေရဲ့ တွေ့လျားမှုကြောက်ပါလွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကအိန္ဒိယမြေလွာချက်ကြီးကအာရှတိုက်ကြီးကိုတဖြည်းဖြည်းဝင်တိုက်တယ်ဒီတိုက်အားကြောင့်ဟိမဝန္တတောင်နှင်းဖြစ်ပေါ်လာယုံဒီမကပဲအဲ့ဒီအချိန်နဲ့ဖိအားကအရှိတ်ကိုဆက်ပြီးတက်ရောက်လာပါတယ်အဲ့ဒီအခါမြန်မာနိုင်ငံတည်ရှိရနေရာကအိန္ဒိယနဲ့အာရှမြေလွာကြားမှာညှက်ပြီးဘေးတိုက်ရှော့ထွက်သွားလို့လမ်းကြောင်းတစ်ခုပေါ်လာတယ်အဲ့ဒီလိုဘေးတိုက်လွေလျားမှုဖြစ်ပေါ်နေတဲ့အထိကလမ်းကြောင်းကြီးကပဲ ကိုင်းပြက်၍ဖြစ်လာတာပါဒါဟာကမ္ဘာမြေလွာတွေတိုက်မိတဲ့စွန့်ရင်တွေကို ဖြေလျှော့ပြီးနေတဲ့လမ်းကြောင်းတစ်ခုပေါ့မြမပြည်မြေမျက်နှာတွင်ပြင်ကိုဘလို့ပုံဖော်ခဲ့တယ်လဲဒီပြက်၍ကြီးလှုပ်ရှားလာတာနှစ်တန်းချီပြီးဆိုတော့သူဖြတ်သွားတဲ့လမ်းကြောင်းတစ်လျှောက်မြေမျက်နှာတွင်ပြင်ကိုထင်းထင်းရှားရှားပြောင်းနေစေခဲ့ပါတယ်တောင်နန်းတွေစကိုင်းမြူနာကနာမည်ကျော်စကိုင်းတောင်နန်းဆိုရင်ဒီပြက်၍ရဲ့လှုပ်ရှားမှုကြောင့်မြေသားတွေမြင့်တက်လာပြီးဖြစ်လာတာပါ ပြည့်ရီတလျှောက်မှာဒီလိုတောင်ကုန်းတောင်နှင်းငယ်တွေတွေ့နိုင်ပါသေးတယ်။မြစ်ချောင်းတွေအေယာဝတီမြကြီးတောင်သခိုင်းနဲ့အင်းဝနားမှာဒီပြည့်ရီကိုဖြတ်သွားရပါတယ်။ပြည့်ရီတလျှောက်မှုကြောင့်မြစ်လန်းချောင်းတွေပြောင်းလာပြည့်ရီအတိုင်းကွက်ကောက်စီးဆင်းတာမျိုးရှိတယ်လို့ပြည့်ရီကိုဖြတ်စည်းတဲ့ချောင်းငယ်လေးတွေဆိုရင်ပြည့်ရီရဲ့ဘေးထိုက်တွေ့ရှားမှုကြောင့်တစ်ဖက်နဲ့တစ်ဖက်လွဲနေတာမျိုးတွေ့နိုင်ပါတယ်။သခိုင်းပြည့်ရီဘာကြောင့်ထူးခြားလဲ။ ဖြားပြက်ရည်တွေနဲ့မတူတဲ့ထူးခြားချက်တွေရှိပါတယ်။တစ်အရှေ့ကီလိုမီတာ1900ကျော်ရှည်လျားတာကြောင့်ကဘာပေါ်ကအကုန်းတွင်ပိုင်းဘေးတိုက်၍လျားပြက်ရည်ကြီးတွေထဲမှာအရှေ့ဇုံးထဲကတစ်ခုအပါဝင်ပါနှစ်လေလံမှုနှုန်းတစ်နှစ်ကိုပြက်မြတ်28 25မီလီမီတာတလက်မနီပါနှုန်းလွေလားနေတာဟာဘူမိဗေဒအချင်းစကေးအရာတော်တော်မြန်တဲ့နှုန်းပါဒါကြောင့်ဖီအားတွေ မြန်မြန်စုပုံပြီးငလင်ကြီးတွေလှုပ်ရှားနိုင်ကြပုံများစေပါတယ်။၃ဖြတ်သွားတဲ့နေရာအရေးကြီးဆုံးအချက်ကမြန်မာနိုင်ငံရဲ့လူ့ရေအများဆုံးတမိုင်းဝင် မြို့ကြီးတွေဖြစ်တဲ့စကိုင်းမန္တလေးအင်းဝပဲခူးစတဲ့မြို့တွေရဲ့အရေးပါတဲ့အခြေခံအဆောက်အုံတွေရဲ့အနီးကဒါမှမဟုတ်တက်ရိုက်ဖြတ်တန်းသွားနေတာပါ။ဒါကြောင့်ငလင်လှုပ်ရင်တက်ရောက်မှုပိုကြီးမားနိုင်ပါတယ်။၄မြင်သာမှုနေရာတော်တော်များများမှာပြည့်၍ကြောင့် မြေပြင်ပေါ်မှာဖြစ်နေတဲ့အပြောင်းလဲတွေလွဲနေတဲ့ချောင်းတွေတောင်ကုန်းတွေမြေသားအစင်းအရာတွေကိုပုံမြင်နိုင်တာကြောင့်လေ့လာရလွယ်ကူစေပါတယ်။ငလင်းတွေဘလို့ဖြစ်လာသလဲ။ဒါရိုးရိုးလေးစဉ်းစားကြည့်အောင် ပြည့်ရွေရဲ့တစ်ဖက်တစ်ချက်ကကြောက်တားတွေကဆန့်ကျင်ဘက်ကိုရွေ့ချင်းနေ။ဒါပေမဲ့ညားတဲ့ကကြောက်တားယူရဲ့ပွတ်တိုက်အားကြောင့်ချက်ချင်းမရွေ့နိုင်ပဲတင့်နေတယ်။ရာဘာကျူးကိုဆွဲဆန့်ထားသလိုပဲရွေ့ချင်းတဲ့အားကြောင့်ကြောက်တားတွေထဲမှာ ဖိအားနဲ့စွန့်အင်တွေတဖြည်းဖြည်းစုပုံတာပါတယ်အဲ့ဒီစုပုံတာတဲ့စွန့်အင်ကကြောက်တားသူရဲ့ခန္ဓာအားဒါမှမဟုတ်ပုတ်တိုက်အားထက်ကျော်လွန်သွားတဲ့အခါခွတ်ဆိုတဲ့အတန်နဲ့အတူရုပ်တရက်ကျိုးပြတ်ပြီးလွဲချော်၍လာသွားပါတော့တယ်အဲ့ဒီလိုရုပ်တရက်လှုပ်ထွက်သွားမှုကြောင့်စုပုံထားတဲ့စွန့်အင်တွေဟာလိုင်းအဖြစ်အရက်လေးမျက်နှာကိုပြန့်သွားတယ်အဲ့ဒီလိုင်းတွေကိုပဲကျွန်တော်တို့ကငလင်လုတ်တယ်လို့ခံစားရတာပါ စကိုင်းနယ်မန္တလေးတိုင်းဟာဒီပြည့်ရွေအလဲပိုင်းအသက်ကြွဆုံးအပိုင်းငန်းမှာရှိနေတာကြောင့်ငလင်ဘေးအန်ဒီအထူးမြင့်မားတဲ့ဒေသတွေပါပြည့်ရွေရောကြီးကစကိုင်းမြို့အနောက်ဘက်အင်းဝါတဲ့ဦးမြို့တွေရဲ့နဲ့အရန်နီကပီမန္တလေးမြို့ကြီးငယ်လေမဝေးပါဘူးဒီလိုနီးကပ်နေတာကြောင့်ပြည့်ရွေပေါ်မှာငလင်တစ်ခုခုလှုပ်ခရင်ဒီဒေသတွေဟာပြင်းထန်တဲ့တုံခါမှုကိုတိုက်ရိုက်ခံရနိုင်ကြများပါတယ်ဒါပြင်ဒီဒေသတွေမှာလူကြီးများတမိုင်းဝင်အထင်ကရဖျားစေတီတွေ တက်တန်းရင်အဆောက်အုံတွေအရေးကြီးတဲ့တရားတွေဆယ်တွေရှိနေတာကြောင့်ငလင်ကြောက်ထိခိုက်ပျက်စီးနိုင်ချေပိုများနေပါသမိုင်းမှန်ဒီပြက်ရွေအဆက်ဆက်ပြီးငလင်ကြီးတွေလုတ်ခဲ့ပူပါလေ1839အင်းဝငလင်အပူအလွန်ပြင်းထန်ပြီးအင်းဝမြို့တော်ဟောင်းနဲ့ပဝန်းကျင်ကိုအကြီးအကျယ်ပျက်စီးစေခဲ့ပါလေ1939ငလင်မကနီကျွတ်ခொနှစ်တက်တမ3နောက်ရှိပြီးဘကိုးနဲ့ရန်ကုန်မှာပါထိခိုက်ပျက်စီးမှုများပြီး လူတွေအများကြီးတည်ဆုံးခဲ့တယ်1956သခိုင်းငလင်မဂနီကျွတ်ခொနှစ်တသမတက်လောက်နဲ့သခိုင်းမြို့နဲ့အနီးတဝိုက်ကိုပျက်စီးစေခဲ့တယ်2012တပိတ်ချင်းငလင်မဂနီကျွတ်6တက်တမ8နဲ့မန္တလေးမြောက်ပိုင်းဖြေဘူးခရိုင်မှာလှုပ်ခဲပြီးအဆောက်အဦပျက်စီးမှုလူတေဆုံးမှုတွေ့ရှိခဲ့ပါတယ်။ဒီငလင်မတန်းတွေကသခိုင်းပြက်၍မှာငလင်ကြီးတွေထတ်လုံနိုင်နေတယ်ဆိုတာကိုတတိပေးနေပါတယ်။ကဲဒါဆိုကျွန်တော်တို့က ဘာလို့ဂယုစိုက်တင်လဲဒီအကြောင်းတွေတည်ထားပြီးဂယုစိုက်ဖို့လိုအပ်တဲ့အကြောင်းရင်းတွေအများကြီးပါတဲ့တက်အိုးရင်လုံကြုံကြီးပြိုက်ပြီးကြောနာနေသူအတွေ့အတွေ့ငလင်ဆိုတာကို့အသက်ကို့မိသားစုကိုပိုင်ဆိုင်မှုတွေကိုတိုက်ရိုက်ချင်းချောက်နေတဲ့အန်ဒီရပါငလင်ကပိုနဲ့မဆိုင်ဘူးလို့လုံးဝတွေးလို့မရပါဘူး။စီးပွားရေးနဲ့လူမှုရေးငလင်ကြီးတစ်ခုလှုပ်သွားရင်လမ်းတွေတံတားတွေဆက်တွေ့ရေးတွေပြက်ပြီးစီးပွားရေးတွေရပ်တန်းပြီးလူမှုဘဝတွေအကြီးအကျယ်ထိခိုက်နိုင်ပါတယ်။ ၃၊ရင်ကျေးမှုအမွေနှင့်ကျွန်တော်တို့တန်ဖိုးထားရတဲ့သခိုင်းမန္တလေးအင်းဝကရှီဟောင်းဇေဒီပထိုးတွေအဆက်အုံတွေဟာငလင်တန်ကြောင့်ပျက်စီးဆုံးဆုံးနိုင်ကြအရမ်းများပါတယ်။၄၊ကြိုတင်ပြင်ဆင်မှုအန္တရာယ်ကို တိထားမှကြိုတင်ပြင်ဆင်လို့ရမှာပါတယောက်ချင်းစီကဆလို့မိသားစုရရွာနိုင်ငံတော်အဆက်အထိငလင်လှုပ်ရင်ဘာလုပ်ရမလဲအင်ကိုဘလို့ပြင်ဆင်ရမလဲအရေးပေါ်ပစ္စည်းဘာတွေစောင့်ထားရမလဲစသည်ဖြင့်ပြင်ဆင်ထားနိုင်ပါမယ်အနာကငလင်တန်းခံနိုင်တဲ့အဆောက်အုံတွေစောက်တာငလင်အတိပေးပညာပေးငလင်အတိပညာပေးဖြန့်ဝေတာသူဒေသနာလောက်တာတွေကအနာကမှာဖြစ်လာနိုင်မဲ့တွန်းရှုံမှုတွေကိုချော့ချဖို့အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုပါပဲသူတို့ချုပ်ရရင်သကိုင်းပြည့်ပြည့်ဆိုတာမြန်မာနိုင်ငံရဲ့ရှောင်လွဲလို့မရတဲ့ဘူမိဗေဒအမှန်တရားနဲ့အန္တရာယ်တစ်ခုပါတဘောတဘာဝသူပေးနိုင်တဲ့အန္တရာယ်ကိုကောင်းကောင်းနားလည်ပြီးကြိုတင်ပြင်ဆင်မှုတွေလှုပ်ထားခြင်းကသာကျွန်တော်တို့ရဲ့အသက်အိုအိမ်စည်းစိမ်နဲ့တံပိုးမဖြတ်နိုင်တဲ့ရင်ကျိမှုအမွေနှစ်ကိုကာကွယ်နိုင်ဖို့အထောက်အကူနည်းလမ်းဖြစ်ပါလေ။အားလုံးပဲဒီနေ့နဲ့နေထိုင်ပြီးဘေးအန္တရာယ်ကင်းကြပါစေ။